ရန်ကုန်ဈေးကွက်အတွက်ဒီတစ်ပတ်73စီရင်ညွန်းစိနှုံးတွေကထော့စီရမျိုးစားအလုံးတလီတောင်းကို80ချက်ဝင်းကျင်အထိကြာဆင်းလာတယ်လို့73စီတင်သွင်းတူလောင်ပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရပါတယ်ပြီးခဲ့တဲ့အပတ်တွေက92နဲ့95တက်စီစိနှုံးတလီတောင်းကို60ကနေ80ချက်အထိမြင့်တက်ခဲ့ပေမဲ့အခုတစ်ပတ်မှာထော့တလီတောင်းကို85ချက်အထိပြန်လဲကြာဆင်းခဲ့ပါတယ် ဒီစဉ်ဈေးနှုန်းကတော့ပြီးခဲ့တဲ့အပတ်ကတလီတာကို9ချက်ကနေ15ချက်အတွင်းကျဆင်းခဲ့ပြီးအခုတစ်ပတ်မှတော့တလီတာကို90ကနေ80ချက်အထိထပ်မံကျဆင်းခဲ့ပါသည်ကမ္ဘာရှည်နှံစိမ့်ဈေးနှုန်းတွေကတော့ဒီကနေ့မှသစီကို66ဒရမ34ဒေါ်လာအထိရှိနေပြီးတပတ်တာအတွင်း4ဒေါ်လာဝန်းကျင်အထိဈေးပြန်လည်ကျဆင်းတာထိတို့သိရပါသည် ပြည်တွင်းနိုင်ငံသားငွေလဲနှုတ်အနေနဲ့ဒီကနေ့မှာ American Dollar ကို4430ကျပ်အထိရှိနေပြီးတပတ်တာအတွင်း Dollar ကို50ကျပ်အထိကျဆင်းနေပါသေး။ မြန်မာနိုင်ငံသောဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာထွေစက်တိုက်ရောင်းချပေးနေတယ်လို့အခုရပိုင်းရတွင်ကမ္ဘာရှည်နှံဈေးနဲ့73စီအထူးကတင်သွင်းနေတဲ့စင်ကာပူဈေးနှုန်းထွေလည်းကျဆင်းနေတာကြောင့်ပြည်တွင်းဈေးထွေပါ လိုက်ပါကျဆင်းတာထဲလို့73စီဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ် ဆက်သုံးစီဈေးကွာထဲမှာထုံဆက်ယုံအလုံယုံတွေရတော့တရက်စစ်လိုအပ်ချက်ရှိနေသေးတာရိယာတီအကြောင်းပည့်ရဲ့စတင်နေတာအပြင်ဖျားပွဲတော်ကာလာထွေဖြစ်တာကြောင့်အယောင်းွယ်ဆက်လက်ကောင်းနေပြီးလာမဲလာအတွင်းလဲဆက်လက်ကောင်းနိုင်တယ်လို့ဆိုပါထဲ့ ပြည်တွင်း73စီးတွေရဲ့အခုတစ်ပတ်ရည်ညွှန်းဈေးတွေကတော့92တလီတာကို3155ကျပ်95တလီတာကို3205ကျပ်ဒီဇယ်စီတလီတာကို2690ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3330ကျပ်အထိဈေးနှုန်းအသေးသေးရှိနေတယ်လို့သိရပါတယ်ရှင်။